လောင်သူတွေကိုမကူခဲ့လို့ပိတ်တာဘဝရောက်ရသူလူပိတ်တာကြီးပေါ်လာချိန်တိုင်းအိတာရာရာလေးတွေကိုဘေးဥပက်တွေဆက်ရောက်လာတဲ့ဆင်းမြဲပါပဲနှစ်ပေါင်း90ကြာခဲ့ပါပြီအခုလိုမျိုးလရောင်မရှိတဲ့ညတွေမှာလေခွင်းတွေကနေလေးချွန်တဲ့တစ်ခုထွက်ပေါ်လာပြီးဘေးဥပက်တွေရဲ့တားကောင်ဆက်ရောက်လာဆင်းမြဲပါတကူကောင်းဆန်မှုလက်စားချီခြင်းတွေနဲ့အတူကြောက်လာတတ်တဲ့ နေရတဲ့မျက်လုံးတွေရဲ့ပိုင်ရှင် လူပြိတ္တာကြီးရဲ့ဇလံကိုတင်ဆက်ပြသွားမှာပါစဘာကင်းတွေပြက်စီး၆တွေ့ပြီးလူတွေငတ်မုတ်ခေါင်းပါမှုရှိလာခဲ့ရကအစာပြေလို့မကောင်းမှုရဲ့လူပြိတ္တာကြီးကဘယ်အချိန်မှ အစာပြေခဲ့တယ်လဲဆိုရင် ဲ့ဒီအချိန်ကမိုးကမှုတွေဖြစ်ပေါ်ခဲ့ပြီးစပားခင်းတွေလည်းပျက်စီးခဲ့ကြရတဲ့နှစ်တနှစ်ပါအေးတရရွာကြီးရဲ့မှာလူတွေကငတ်မုံမှုကြောင့်ဒုက္ခတွေပင်လယ်ဝေခဲ့ရတဲ့အချိန်ပါပဲဒီထဲမှာမှဦးတိုးကြီးရဲ့စပယ်ကြီးကတော့သူ့လောင်စပားတွေအများအပြားရှိက သူ့တအိမ်ထဲမှာပဲရိတ်ခါတွေရှိတဲ့အချိန်မှာသူတို့စီကိုကိုလွင်မောင်ကတမင်းငယ်လေးမပန်းခက်ကိုခေါ်ပြီးရောက်လာခဲ့ပါတယ်။တိုးကြီးကငါတမင်းလေးထမင်းမစားသေးတာနှစ်ရက်ရှိပါပြီ စံနည်းနည်းလောက်ချေးပါနော်ဖဖေးတမီပိုက်စားရဲဟာလွေမောင်ကငါမှရှိတယ်ဆိုပေမဲ့ဒါတွေကငါရိတ်ခါနဲ့စရိတ်စကားရဲ့အတွက်တင်ထားရမယ်ဟာရီအလကားဘသူ့ပေါ်မှာမပေးနိုင်ဘူးကွာငါမင်းကိုပြန်ပေးမှာပါကွာငါ့ကိုကြိုက်တဲ့လောက်တောင်းပါတမီလေးအတွက်မှုလို့ပါဟာမပေးနိုင်ဘူးမင်းဒီမှာလာတောင်းနေတဲ့ရှုပ်တယ်တွားတွားမင်းတမီကိုခေါ်ပြီးဒီကနေထွက်သွား မပန်းခက်လေးကတော့မောင်းတောက်ခံလာရတဲ့အတွက်မျက်ဝန်းထဲမှာရှောက်ရွံ့မှုတွေအတိုင်းအတာတွေ့လို့နေရပါတယ်။ကိုလွန်မောင်တို့သားအဖကိုတိုးကြီးတို့ခြံထဲကနေထွက်သွားခဲ့ပြီးတိုးကြီးရဲ့တနာကျင်နာမှုမရှိတဲ့စိတ်ကြောင့်စားခဲ့ရာကကြောက်စရာဇလန်းတစ်ပုတ်ဖြစ်လာခဲ့တယ်လို့ပြောရမှာပါ။အိမ်တညမှာတော့တိုးကြီးရဲ့စပတ်ကြီးတွေကနေခြေလောင်နဲ့အော်တန်ကြီးကိုကြားလိုက်ကြရပါတယ်။ ကြောင့်လည်းအလုံးကသွားကြည့်လိုက်တဲ့အခါဦးတော်ကြီးတယောက်မျက်လုံးအပြူးသားနဲ့သစုံတစ်ခုကိုကြောက်လန့်နေတယ်လို့ပုံစံမျိုးနဲ့တွေ့လိုက်ရပါတယ်။ဟာဦးတော်ကြီးဘာဖြစ်သွားလဲကွာ။အေးသူကြီးကတော်တော်အချိန်နေစိုးနေပြီ။ဆရာဝန်စီကိုမြ мян ခေါ်သွားကြတော့ဦးတော်ကြီးရဲ့နာမကျန်းမှုကပုံမှန်နဲ့မတူခဲ့ပါဘူး။ သူ့ကိုယ်ကအမြဲတမ်းပုံစံညာနေခဲ့ပြီးသူ့အနီးမှာခြင်တွေရင်တွေနဲ့ပြည်နေတဲ့စားစရာတွေကိုဒရက်ဆက်စားတောင်းနေခဲ့တာပါ။ညာဘက်တွေမှာလည်းထားကြွပြီးစားတောင်းနေတတ်ပါသေးရဲ့။ဒါကတော့သူ့ရဲ့မကောင်းတဲ့စိတ်ကြောင့်တယောက်ယောက်ရဲ့ချိန်စာမိခဲ့တဲ့လူမျိုးဖြစ်ပေါ်နေခဲ့တာပါ။ဦးတို့ကြီးတယောက်ထမင်းတွေကိုနေ့စဉ်နေ့စဉ်အများအပြားတာမန်ထက်ပိုပြီးစားသုံးပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကတော့ တနည်းတည်းတနည်းပို့လို့ပိန်လှလာခဲ့ပါတယ်။တကူတဲ့တီတိုးတန်နဲ့ပိုက်စားတယ်။ပိုက်စားတယ်။သမင်းစားသမင်းစားစားရအောင်မယ်။တီတိုးတန်တွေကိုရေရွတ်နေတတ်ပါတယ်။မြများစားလေပို့လို့ပိန်လှလာနေပါပဲ။နောက်ဆုံးမှာတော့ဥတိုကြီးတယောက်ပိန်လှလုံးပြီးခန္ဓာကိုယ်မှာအယိုးသာကျန်တော့တဲ့အခြေအနေထိရောက်လာခဲ့ရပါတယ်။ တစေတကောင်ဝင်ဘူးခံနေရတယ်လို့ပုံစံမျိုးနဲ့အစုံတစ်ခုကိုအမြဲတမ်းကြောက်လန့်နေခဲ့တဲ့ပုံစံမှာမလုပ်ပါနဲ့မလုပ်ပါနဲ့မယူသွားပါနဲ့တောင်းမှန်ပါတယ်ဦးတိုးကြီးကတော့ကြောက်လန့်တကြားနဲ့ရေရွနေတတ်ပါတယ်အဲ့ဒီနောက်မှာတော့ဥတိုကြီးတယောက်လောကကြီးကိုဆုံခွာသွားပါတော့တယ် ဘုထိုးကြီးရဲ့အတုပါပွဲမှာတော့ခွေးဟောင်တန်းတွေခွေးဥတန်းတွေကြောင့်လာရောက်သူတွေအလုံးကပုံမို့လို့ခြောက်ခြားကြောက်လန့်နေခဲ့ကြပါတယ်။ငါတို့သူ့ကိုဆူတောင်းပေးတာလုံလောက်ပြီထင်ပါတယ်။ဖေ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 ကျမဘေးမှာပိန်ပိန်ပပနဲ့လူတယောက်ရက်နေတာတွေ့ရတယ်။မကြည့်နဲ့နော်သမီးလေးဖေဖေတို့ပြန်ချမယ်လား။ အဲ့လိုနဲ့မပန်းခက်လေးကြောက်လန့်နေစဉ်ဖုံးတော်ကြီးတွေကဆူတောင်းပေးနေပေမဲ့အခြေအနေတွေကရုတ်တရက်ဆိုးဝါးလာခဲ့ပါတယ်။ဖျောင်းနိုင်မျိုးတွေအကုန်ငိမ့်သွားခဲ့ပြီးဥတိုကြီးရဲ့အခန်းကပြင်းပြင်းထန်ထန်လှုပ်ရှားလာခဲ့ကပွင့်ထွက်လို့သွားခဲ့ပါတယ်။ခမ်းမရဲမှာလည်းအားလုံးကရွရွတဲတဲဖြစ်သွားရပါတော့တယ်။ ဒီချိန်မှာပဲအခေါင်းတွေက အရက်ရှည်မျိုးမျိုးလေပြင်းရှည်ရှည်နဲ့မျိုးလုံးညင်နေပိတ်တာတကောင်ထလာခဲ့ပြီးလူတိုင်းကိုလိုက်လံကြည့်နေခဲ့ပါတယ်။အားလုံးကတော့ထပ်ပြေးသွားခဲ့ကြပါတော့တယ်။အရင်နေ့ရက်ညဘက်မှာတော့ကိုလွင်မောင်တို့တားဖားရဲ့နေအိမ်စီပိတ်တာကြီးရောက်လာခဲ့ပါတယ်။ မပန်းခက်လေးကတော့ကြောက်လန့်နေပြီဖေဖေသမီးကြောက်တယ်နော်မကြောက်နဲ့နော်သမီးဖေဖေရှိတယ်ကိုလင်မောင်တယောက်မပန်းခက်လေးကိုပွေ့ချီလို့ရွာရဲစီပြေးထွက်လာခဲ့လိုက်ပါတယ် ချိန်မှာပဲရွာသားတချို့ကသူတို့စီလာနေတာလမ်းမှာတွေ့လိုက်ကြရပါတယ်။လွင်မောင်ဘလို့နေလဲတဆေဦးတန်မင်းတို့ဘက်ကကြားလို့ငါတို့လာကြည့်ကြတာ။ဟုတ်တယ်။တမီးလေးကလည်းဖြားနေတယ်။ချောင်းတွေဆိုကိုယ်တွေလည်းပုန်နေတယ်။ကဲလာလာလာဆရာဝန်စီကိုမြ мян သွားကြရအောင်။မင်းတို့စီကိုတဆေကလက်စားလာချီတာသိကြတယ်။ အဲ့ဒီနေ့ညကစလို့လာမိုက်ညတွေမှာ လေးချွန်တန်တဲ့အတူအနန်းအသက်ဆိုးနဲ့ပိတ်တာတစီရောက်လာတပါတော့တယ်။ဒီတစီပိတ်တာကစဘာခင်းတွေရဲမှာလှည့်လေသွားလာပြီးသူ့အတွက်သွားကောင်ကို ရှာဖွေတတ်ပါတယ်။ကိုရင်မောင်ရဲ့ကျင်စာဆောင်ဖြစ်လာရတဲ့သူ့ရဲ့အခြေအနေအတွက်မကြေမချမ်းဖြစ်ပြီးရွာထဲမှာလိုက်လံဒုက္ခပေးနေခဲ့သူကတော့ဦးတိုးကြီးပါပဲ။အဲ့ဒီနောက်မှာတော့ ိုလင်မောင်ရဲ့သမီးလေးလည်းပိတ်တာတစီရဲ့ဖန်ဆာမှုကြောင့်ပဲအသက်ဆုံးပါခဲ့ရပါတော့တယ်။မျိုးကဆရာဝန်နဲ့ကုသဖို့အတွက်အကြံပြုခဲ့ကြပါမိမယ်။နန်းပွားတဲ့ဘဝမှုသမီးလေးရဲ့အသက်ကုသစတည်လိုက်ရပါတော့တယ်။ကျွာသားတွေရဲ့အဆူအရာတော့တိတ်တာတစီကသူ့ရဲ့ထံမှာအစားတောင်းခံခဲ့ဘူးသူတိုင်းကိုအညိုအတွေ့တွေနဲ့ လိုက်လံဒုက္ခပေးနေခဲ့တယ်လို့ဆိုကြပါတယ်။အေးတာယာရွာကြီးကတော့နာမည်နဲ့မလိုက်ဖက်အောင်ပိတ်တာတစီရဲ့၆လမ်းမှုတွေကြောင့်ပဲဂျွာသားအလုံးကဖုံးတော်ကြီးနဲ့တိုင်မင်ကရွာထိပ်မှာဥတိုကြီးအတွက်နှက်ကုန်းတပွဲနေရာတစ်ခုစီစဉ်ပေးခဲ့ရပါတော့တယ်။ဒါမှလည်းကလေးတွေကိုဖန်ဆာခြင်းကနေလွတ်မြောက်နိုင်မဲ့ တခုတည်းသောနီလန်ဖြစ်နေလိုပါပဲအဲ့ဒီချိန်ကစလို့ပိတ်တာတစီထွက်ပေါ်လာခဲ့ပြီမဲသူကတော့ရွာထဲမှာလာရောက်ဖမ်းယူစားသုံးခြင်းမျိုးမပြုတော့ပဲဒေဝင်းတွေထဲမှာသာကျင်နေကြဆားနေခဲ့ပါတော့တယ်ဇလန်လေးကိုဒီလောက်နဲ့ပဲရက်နာခွင့်ပြုပါရှင်။စာလောင်မွတ်သိနေသူတွေကိုတက်နိုင်သမျှကူညီပေးပြီး ကုသိုလ်ပြုနိုင်ချားစေဖို့အတွက်ရည်ရွယ်ရင်းဇလန်လေးကိုတင်ဆက်ပေးလိုက်ပါရနော်။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာဇလန်းကောင်းနေတဲ့အတူပြန်လာခဲ့ပါဦးမယ်။ကြည့်ရှုအားပေးခဲ့ကြလို့ယေရှုအထူးပင်တင်ရှိပါရရှင်။